ဟိုဒီကနေ့ခန်းနာကတော့ကျွန်တော်တို့ရခိုင်နိုင်ငံရေးသမားအမျိုးသားနိုင်ငံရေးသမားကြီးတယောက်ဖြစ်တဲ့ဦးလာဇော်ပေါ့နော်ဦးလာဇော်ကိုလန်တော်တဲ့အပေါ်မှာအဲဦးလာဇော်ရဲ့ရခိုင်မိတ်ဆွေတွေရှိတယ်။နောက်ဟိုသူငယ်ငယ်ကတည်းကလက်တွေလုတ်ကင်လာတဲ့ပုံမှာမိတ်ဆွေတွေရှိတယ်။သူကိုလေးစားကြည်ညိုကြတဲ့ရခိုင်လူထုရောပုံမှာလူထုရောနိုင်ငံရေးသမားတွေရောရှိတယ်။အဲဒီလူတွေစုပေါင်းပြီးတော့မှအောင်မေ့ဖွဲ့ခန်းနာအနေနဲ့လုပ်တာဖြစ်ပါတယ်။ဆရာဦးလာဇော်အပေါ်မှာရှိတဲ့မတရားလူစကားလူတွေ โอเคဥလဆောကတော့ဟိုကျွန်တော်တို့ရခိုင်ပြည်နိုင်ငံရေးထဲမှာတော့ကျွန်တော်တို့အလေးစားရဆုံးဆိုတဲ့ပုံကိုကြီးထဲမှာပါတာပေါ့နော်ဟိုသူ့ကိုလေးစားရတဲ့အကြောင်းတွေကလည်းအများကြီးရှိပါတယ်ဟိုပထမတစ်ခုကဥလဆောကပြည်ဆက်ဆွမ်းလမ်းမှုမြင့်မာတဲ့နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ခေတ်သူတို့အခါကအင်ဂျင်နီယာတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး။အဲ့ဒီအင်ဂျင်နီယာဆိုတဲ့ဟိုသူ့ဘဝတက်လမ်းကိုဆွတ်လွှတ်ပြီးတော့မှနိုင်ငံရေးလောကတွေကိုခြေစုံပြစ်ပြီးတော့ဝင်ခဲ့တဲ့လူဖြစ်တယ်။ဟိုဆွတ်လမ်းမှုမြင့်မာတဲ့အပြင်ပြည်ဆက်ဆွမ်းလမ်းမှုလည်းများတဲ့အပြင်ဟို ရိုးဖြားရိုးသားဖြောင်းမဲ့တဲ့နေရာမှာလေစံပြူလောက်တဲ့ပုံကိုဖြစ်တယ်။ဥလားစောလောက်လာတဲ့နိုင်ငံရေးသက်တမ်းတစ်ချောင်းမှာဟိုကျွန်တော်တို့အနေနဲ့ငွေကြေးအလေးသုံးစားလောက်တာအာဏာအလေးသုံးစားလောက်တာဟိုမိမရှုပ်တာဆိုတဲ့ဟာမျိုးကျွန်တော်အနေနဲ့တခါမှမကြားခဲ့ဘူး။နောက်တစ်ခုကအဲဟိတ်ဟန်မကြည့်ဘူး။ ဖဲရမကြည့်ဘူးဟိုမနေ့ကအဲလူငယ်မနေ့ကမှနိုင်ငံရေးလောကထဲကိုရောက်လာတဲ့လူငယ်လူစစ်တွေနဲ့လည်းဟိုဒုဒုပေါင်းဖက်ဆက်ဆံပြီးတော့မှဆွေးနွေးနိုင်တယ်လောက်ကင်နိုင်တယ်ပြီးတော့နိုင်ငံရေးအတွေ့အမြင်ကြီးတယ်ခံယူချက်မြင့်ပါတယ်ဟိုဟုတ်တိုင်းမှန်ရာကိုပြောဆိုရတဲ့တတိရှိတယ်ဟိုဒါတွေဟာကျွန်တော်တို့ကကုလသောကိုနိုင်ငံရေးရလေးစားရတဲ့အချက်တွေဖြစ်တယ်ဆရာဦးလာဆိုတာမြန်မာပြည်သူတွေအပေါ်ဘယ်လိုအကျူးပြုရဲဆိုတာပြောပြပေးလို့ရပါတယ် ဟိုမြန်မာပြည်သူတွေအပေါ်ဘလို့ချိုးပြလဲဆိုတော့သူငငယ်တုန်းကလုတ်ခဲ့တဲ့နိုင်ငံရေးကမြို့သားနိုင်ငံရေးဆိုတာထက်အဲ့ဒီခေအဲ့ဒီခါကဟိုဗမာပြည်ရဲ့ mainstream လို့ပြောရမှာပေါ့နော် mainstream ဖြစ်တဲ့လက်ဝဲနိုင်ငံရေးလမ်းကြောင်းထဲမှာထုတ်ရှားခဲ့တာဖြစ်တယ်။ဟိုအဓိကចောင်းသားလူငယ်အခြေခံပြီးတော့မှထုတ်ရှားခဲ့တာဖြစ်တယ်။အဲ့တော့ရခိုင်တစ်ခုတည်းကို focus လုပ်တာမဟုတ်ဘဲနဲ့ဗမာပြည်မှာရှိတဲ့အလုပ်သမားလူသမားလူတန်းစားနဲ့ ကျောင်းသားထူးရဲ့အခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်နောက်တစ်ခုကဒီအခုနောက်ပိုင်းအမျိုးသားနိုင်ငံရေးထဲမှာလှုပ်ရှားပေမဲ့လည်းရခိုင်နိုင်ငံရေးတသက်ကိုသူစဉ်းစားတာမဟုတ်ဘဲနဲ့ဘာမှတပြည်လုံးမှရှိတဲ့လူမျိုးစုံကိုဖိနှိပ်ခံပြည်သူလူထုတစ်ခုလုံးလွှမ်းမြောက်ရင်းနဲ့အဲ ဲဘုံမာပြီးရင်ငင်းချင်ရဖွင့်ဖြူရေးကိုနေပြီးတော့မှရခိုင်တယောက်လိုဟိုတီးသန့်ကွက်ပြီးတော့မှစဉ်းစားတာမဟုတ်ပင်နဲ့ဘုံမာပြီးသားတယောက်လိုဟိုဖက်ပေါင်းစုံကတုံးတက်ပြီးတော့မှလုတ်ကန်ခဲ့တာတွေပြောဆိုခဲ့တာတွေရှိပါတယ်ဒါတွေကိုတော့ကျွန်တော်တို့ကဟိုရခိုင်တစ်ခုတည်းအတွက်မဟုတ်ပဲဘုံမာတနိုင်ငံလုံးအတွက်ဟိုအကျိုးပြုတဲ့လှုပ်ဆောင်ချက်တွေလို့ကျွန်တော်အနေနဲ့မြင်တယ်ဗျဆရာဦးဆရာဆရာဦးလာတော့ခိုင်ပြည်သူတွေကဘယ်လိုအကျိုးပြုလဲဆိုတော့ပြောပြတယ်ခိုင်ပြည်သူတွေတော့သူ့ရဲ့အကျိုးပြုမှုကိုပြောမယ်ဆိုရင်တော့ အာဒီဘေနီယာဟိုဘေခိပေအချိန်ပဲဖြစ်ဖြစ်ပေါ့ဗျာနော်ရခိုင်လူထုအတွက်ဟိုရှေ့တန်းကမမမမဟိုရက်တီပြီးတော့တိုက်ပွဲဝင်ခဲ့တယ်လို့ကျွန်တော်တို့အနေနဲ့အဲ ်ရှင်တယ်ဥပမာ88ကတည်းကသူဒီ ALD ထဲမှာနေပြီးတော့မှလူငယ်တယောက်ဆိုပဲမဲ့လူလက်ပိုင်းတယောက်ဆိုပဲမဲ့ဘဟုကော်မတီဘဟုအလုံးမှုဆောင်အစင်းနေနဲ့ပါဝင်လာတဲ့သူဖြစ်တယ်။နောက်နိုင်ငံရေးခေတ်ပြောင်းပြီးတော့မှဒီ RNDB ထူထောင်တဲ့အခါမှာလည်းဥစားဥစားလုပ်ပြီးတော့မှထူထောင်ခဲ့တဲ့လူဖြစ်တယ်။နောက်ရခိုင်အရေးနဲ့ပတ်သက်လာရင်လည်းလွှတ်တော်ထဲမှာအဲဘသူကမှအဲအာမနာတန်းပေါ့ဗျာ။အာလူအဲ့တာတွေကိုဝေဖန်ခဲ့တယ်ထောက်ပြခဲ့တယ်ရခိုင်ခွင့်ရတွေတောင်းဆိုခဲ့တယ်တိုက်ပွဲဝင်ခဲ့တယ်အဲ့ဒါတွေကရခိုင်ပြည်အတွက်အ အကျိုးပြုမှုလို့ကျွန်တော်လည်းမြင်နေပြီ။ က်ထပ်ပြည့်စွက်ပြောကြရလို့ရှိဖြစ်တယ်နောက်ထပ်ပြောချင်တာကတော့ဥလဥလစောနဲ့ကျွန်တော်ဥလစောမဆုံးခင်မှာကျွန်တော်နဲ့ပြောပြခဲ့တဲ့ဇာတ်လေးပေါ့ဗျာဒီနေ့အချိန်မှာဟိုစီရေးကိုပဲဥစားပေးလုပ်နေရတော့နိုင်ငံရေးပိုင်းအာနေနေတယ်ဟိုငါတို့ကကေရာတွေအများကြီးမွေးဖို့လိုရသေးတယ်ဆိုတဲ့ဇာတ်ငါတို့ကကေရာတွေအများကြီးဒီဇာတ်ကဟိုကျွန်တော်တို့ကအလွေစဉ်းစားရင်တော့အလွေဖြစ်ပေမဲ့လည်းလေးလေးနက်နက်စဉ်းစားမယ်ဆိုရင်တော့ဒါကဘာကိုပြလဲဆိုတော့ကျွန်တော်တို့ရဲ့အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုအထက်မှာဟိုနိုင်ငံရေးရဥ်ဆောင်မှုအခ န်းကဏ္ဍဟာအရေးကြီးတယ်အဲ့ဒီအခန်းကဏ္ဍကိုဖြစ်ဆွဲဖို့အတွက်ကျွန်တော်အများကြီးလှုပ်ဖို့လိုသေးတယ်ဆိုတာကိုသူ့အနေနဲ့မိမောင်းထုတ်ပြတော့တာဖြစ်တယ်အဲ့တော့သူ့အနေနဲ့တော့အခုကအသက်ဆုံးချုံသွားပြီဆိုတော့သူညွှန်မန်းထားတဲ့အတိုင်းအဲလုံနိုင်စံတော့မရှိတော့ဘူးဒါပေမဲ့လည်းအဲ့ဒါကိုဆက်ခံမဲ့လူတွေအနေနဲ့ဦးလာစောရဲ့ညင်ထဲမှာရှိခဲ့တဲ့ကေတာမွေးမြူရေပေါ့တနည်းအားဖြင့်ပြောရင်နိုင်ငံရေးမျိုးဆက်သစ်မွေးမြူရေနိုင်ငံရေးမျိုးဆက်သစ်မွေးမြူရေကိုဟိုဇောက်ချပြီးတော့ဟောလုတ်ကင်တင်တယ်လို့ဟိုဦးလာစောစကားကိုထက်စင်လက်ဆောင်ပါတာနဲ့ပဲဟို 我老送你的表情嘛，就是。